ခုကျမ်းပိုက်ကတော့ထွံ့မြောက်ရာကျမ်းခန်းကြီး၁၈ဖြစ်ပါတယ်။အခန်းကြီး၁အငယ်၁မှ၁၂ဘုရားသခင်သည် မောရှေမှစ၍ကိုရောဤလူဣဒေလအမျိုးအဖို့ပြုတော်မူသည်မြကို၎င်းသာရဖျားသည်ဣဒေလအမျိုးကိုအဂုတုပြည်မှနှုတ်ဆောင်တော်မူကြောင်းကို၎င်းမိဒရယစ်ပရောဟိတ်ဖြစ်သောမောရှိဤရောက်ခမရေတယောကြသည်ရှိသော မောရှိလွတ်ခဲ့သောမယားနှင့်သူ၏သားနှစ်ယောက်ကိုယူ၍သွားလေ၏။သားတစ်ယောက်ကဂီရရှုံအမည်ရှိ၏အကြောင်းမူကားငါသည်တကြွန်းတနိုင်ငံ၌ဧသည်အာဂန္တုဖြစ်ရပြီဟု အဖဆိုတည်း။သားတစ်ယောက်ကအေလီဇာအမည်ရှိ၏အကြောင်းမူကားငါဘူဘီတို့၏ဖျားသခင်သည်ငါကိုမဆ၍ဖာရောပြင်၏ဓမ္မကယ်လွတ်တော်မူပြီဟု ဆိုတည်း။ မောရှိဤယောက်ခမယေတရောဒီမောရှိမယာနှင့်သားတို့ကိုယူ၍တော၌ဘုရားသခင်ဤတောင်တော်နာမောရှိတက်ချရအရတ်တို့ရောက်လာလျှင်ကိုရောဤယောက်ခမယေတရောနှင့်ကိုရောဤမယာသားနှစ်ယောက်တို့သည်ကိုရောထံသို့ရောက်လာပါပြီဟု မောရှိအားကြားပြောသောမောရှိသည်ယောက်ခမကို ခီးဥကျူပြုခြင်းငါထွက်၍ဥချနန်းရှုပ်လျက်ကျမ်းမာကြောင့်ကိုတယောက်နှင့်တယောက်မေးမြန်းလျက် ဲသို့ဝင်ကြ၏ဒါဝရဖျားသည်ဣဒရလအမျိုးအတွက်ဖာရောဘီနှင့်အေဂုတုလူတို့၌ပြုတော်မူသည်။မြတ်ကို၎င်းလန်ခီတွင်ခံရသောဆင်းရဲဒုက္ခအလုံးစုံကို၎င်းထိုဆင်းရဲဒုက္ခမှသောရပြာကဲလွတ်တော်မူကြောင်းကို၎င်းမောရှိသည်ယောက်ကမအားကြားပြောလေ၏သောရပြာသည်ဤတွင်လမျိုးကိုအေဂုတ်ထုလူတို့လက်မှကဲနှုတ်၍ပြုတော်မူသောခြေဆုကြောင့် ရေတရောဒီဝမ်းမြောက်လျက်အေဂုထုလူတို့လက်မှတ်၎င်းဖာရောဘင်လက်မှတ်၎င်းတင့်ကိုကယ်နှုတ်တော်မူထသောလူများတို့ကိုအေဂုထုလူတို့လက်မှတ်ကယ်နှုတ်တော်မူသောဒါဝရဖျားဒီမင်္ဂလာရှိတော်မူစေတည်းဒါဝရဖျားဒီအခြားသောဖျားရှိသည်များတို့ထက်တာ၍ကြီးမြတ်တော်မူကြောင်းကိုယခုငါသိ၏အကြောင်းမူကားလူတို့သည်မာနထောင်လွှားသော အမှု အရာတွင်ထာဝရဘုရားနိုင်တော်မူ၏ဟု ဆိုပြီးမှ မောရှိ၏ရောက်ခမရေတရောသည်မိရှုစရာရစ်နှင့်ဘုရားသခင်ဖို့ရစ်များကို ဆောင်ခဲ့၍အာရုံနှင့်ဣတရေလအမျိုးအသက်ကြီးသူအပေါင်းတို့သည် မောရှိ၏ရောက်ခမနှင့်အတူဘုရားသခင်ရှေ့တော်၌အစာစားခြင်းငါလာကြ၏အငယ်၃မှ၂၉ နေပြန်နေ၌မောရှိသည်လူများကိုတရားစီရင်ကထိုင်နေ၏။နာနေမှာဆာ၍ညာဦးတိုင်အောင် လူများတို့သည်မောရှိရှေ့မှနေကြ၏။မောရှိသည်လူများတို့အားပြုသည်မြတ်ကိုရောက်ခမမြင်လင်ဤလူများတို့အားပြုသောအမှုအဘယ်သို့နီသင်သည်တယောက်ထီးထိုင်လျက်လူအပေါင်းတို့သည်နာနေမှာဆာ၍ညာဦးတိုင်အောင်တိရှိမှအဘယ်ကြောင့်နေရကြသည်ဟု ဆို၏။မောရှိကလည်း ဤသူတို့သည်ဘုရားသခင်၏အယူတော်ကိုခံလို၍ကျွန်ုပ်ထံသို့လာသောကြောင့်ဤတို့ဖြစ်၏သူတို့သည် အမှုရှိလျင်ကျွန်ုပ်ထံသို့လာ၍သူတို့၏အမှုကိုကျွန်ုပ်ဆုံးဖြတ်ရ၏ဘုရားသခင်၏ပညာတရားများကိုတင်ချရ၏ဟုယောက်ခမအားပြောလျင်ယောက်ခမကတင်ပြုသောအမှုသည် မတော်မသင့်ဖြစ်၏တင်မဆ၍တင်၌ပါသော ဤလူများတို့သည် အမှန်အားလျော့ကြလိမ့်မည်ဤအမှုသည်တင်၌အလွန်လေး၏တယောက်တီမတတ်နိုင်သောအမှုဖြစ်၏ငါစကားကို နားထောင်လော့ငါအကြံပေးမည်ဘုရားသခင်သည်လည်းတင့်ပဲ့၌ရှိတော်မူလိမ့်မည်တင်သည်ဘုရားသခင်နှင့်ဆိုင်သောအမှု၌လူများတို့၏အမှုကိုစောင့်လျင်ဘုရားသခင်ထံတော်သို့ဝင်၍ရှောက်ရမည်သူတို့အားလည်းပြည့်ညတ်တရားတော်များကိုတင်ချရမည်သူတို့တွားရလမ်း ပြုအပ်သောအမှုကိုလည်းပြရမည်ဒုမရပါဘုရားသခင်ကိုကြောက်ရွံ့လျက်တစ္ဆာနှင့်ပြည့်စုံလျက်လောဘကိုယွရှာလျက်တဆွမ်းနိုင်သောသူတို့ကိုလူအပေါင်းတို့အထက်ကရွေးကောက်၍တထောင်အုပ်တရာအုပ်50အုပ်30အုပ်အရာ၌ခန့်ထားရမည်ထိုသူတို့သည်ခတ်သိမ်းသောအချိန်၌လူများတို့ကိုတရားစီရင်ကြစေ ကြီးသောအမှု၌သင်၏ အယူကိုခံကြစေငယ်သောအမှုကို အလိုလိုစီရင်ကြစေတို့ဖြစ်လင်သူတို့သည်ဝိုင်းညီ၍အမှုထမ်းသည်ဖြင့်တင်းသည်တက်တာလိမ့်မည်ထို့သောဖျားသခင်အခွင့်နှင့်ပြုလင်တင်းသည်ခိုင်ခန့်လိမ့်မည်ဤလူအပေါင်းတို့သည်မိမိနေရာပြည်သို့ညီဝတ်စွာတွားကြလိမ့်မည်ဟု ပြောဆို၏မောရှိသည်လည်းယောက်မ၏စကားကို နားထောင်၍စကားရှိသည့်အတိုင်းပြုလျက် တက်ဆွမ်းနိုင်သောသူတို့ကိုဣတေလအမျိုးတက်ကရွေးကောက်၍လူတစ်ထောင်အုပ်တရာအုပ်90အုပ်30အုပ်အတီးတီးခေါင်းရ၌ခန့်ထားလေ၏ထိုသူတို့သည်ခတ်သိမ်းသော အချိန်၌လူတို့ကိုတရားစီရင်ကြ၏ခက်သောမှု၌မောရှိ၏အယူကိုခံကြ၏လွယ်သောမှုကို အလိုလိုစီရင်ကြ၏ထိုနောက် မောရှိသည်ယောက်မသွားရသော အခွင့်ကိုပေး၍ သူဒီမိမိနေရာသို့သွားလေ၏ Okay, now jump on my pen. Do me. Bye-bye.